潘仁贤，你七八台路标的不过的啊，过龙田，是一个江水味道。你潘子有那么高配啊？你个话又往太重它了，不要近地来收了嘛。但要你名，但个话伊。 နေတဲ့ကဘာနဲ့အကွာအဝေးကိုကျွန်တော်ပြောမယ်ကျွန်တော်ငယ်တုန်းကသင်ခဲ့တာမိုင်ပေါင်း60တိုင်ကိုင်းစမင်္ဂလာပါကဲဘရိုဒီဒီတခါတော့မြဒီကိုတယောက်ပြောထားတဲ့ဒီကဘာကြီးနဲ့နေကိုဘုရားသခင်ထင်းချုပ်ထားတယ်ဆိုတဲ့အပေါ်မှာကျွန်တော်ကတော့အသိဉာဏ်မှုမရှိဘူးဗျအားကြောင့်ကျွန်တော်ဒီဟာလေးကိုကြည့်ပြီးမှကျွန်တော်ရဲ့အမြင်လေးကိုနေနေပြန်ပြီးတော့ရှင်းရသွားမှာပါဆိုတော့ဒီကဘာကြီးနဲ့နေကိုဘုရားသခင်ထင်းချုပ်ထားတယ်ဆိုတော့ကတော့တော်တော်ကြီးလည်းအစိတ်ဝင်စားဖို့ကောင်းတယ်ဗျဆိုတော့ကျွန်တော်တို့ဒီဟာလေးကိုဘုသူတအဖြစ်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်โอเค So, let's go. ဖန်ဆင်းရှင်ကြီးရှိပါတယ်လို့ပြောတဲ့ပုံကိုယ်ကြီးအကိုလုံးသည်စိတ်ကူးကြံစီပြီးတော့ဒီဖန်ဆင်းအောင်နေမကောက်ဖခင်ဒီကဘာကြီးကိုမှထိ ंछ ုံထားတာဘယ်ရောက်ကြည့်မသိလဲဆိုလို့ဥမာဒါရက်နေဗျာဒါကဘာကြီး နေနဲ့ကဘာနဲ့အကွာအဝေးကိုကျွန်တော်ပြောမယ်ကျွန်တော်ငွေတော့တင်ခဲ့တာမိုင်ပေါင်း63တန်းဒါထားပါတော့ဘလောက်ပဲဖြစ်ဖြစ်ဒီအကွာအဝေးရဲ့ဟောအရေးချင်းကအဓိကမပြောဘူးမပြောဘူးဒီဒါကဘာကြီးဒါနေကြီးကဘာကြီးကနေဘက်ကိုနည်းနည်းလေးတိုးမယ်ဆိုရင်ကျွန်တော်ကဘာမှာရှိတဲ့လူတွေအကုန်လုံးအရေးပြောပြီးတည်ကုန်ပါဗျအနောက်ကိုနည်းနည်းလေးဆုတ်သွားလို့ရှိရင်လည်းအေးပြီးတော့တည်ကုန်ပါဆိုတော့ကဘာနဲ့နေနဲ့အကွာအဝေးကိုရှေ့လဲတိုးလို့မရဘူးနောက်လဲဆုတ်လို့မရအောင် ဘောတရားကြီးကမဖန်မဖန်ပြီးပေးနိုင်ဘူးကျွန်တော်ညင်တဲ့တဘောတရားကြီးဆိုတာအများအားဖောက်ပြန်နေတာဆိုတဘောတရားတဘောတရားကိုအမှန်ကတော့သူတို့အနေနဲ့ကတော့ဒီတဘောတရားကိုတော့အာသုံးလို့မရဘူးဗျာနော်ဒီစကားကဘာလို့ဆိုတော့ဘုရားသခင်ကအကုန်လုံးကိုဖန်တီးထားတဲ့အတွက်ကြောင့်ဒီတဘောတရားဆိုတာဒီခရိယန်ရဲ့လောကမှာလုံအောင်ရှိမနေရဘူး တဘာဝဆိုတာသူတို့မှမရှိဘူးတဘာဝတိုက်ဖြစ်တယ်ဆိုတာသူတို့မှမရှိဘူးအကုန်လုံးကိုဘုရားသခင်ဖန်တီးထားတာဆိုတော့ဒီတဘာဝတရားဆိုတဲ့စကားကိုသူတို့အာထစ်သုံးစရာကို၃.၃သိမ့်တဲ့အနေထားလို့ကျွန်တော်ထင်တယ်ဗျာနော်ဟုတ်ကဲ့ဆက်ကြည့်ဘုရောတဘာဝတရားကြီးကမဖန်တီးပေးနိုင်ဘူးမဖန်ဆင်းပေးနိုင်ဘူးဒါပေမဲ့ဘုရားသခင်ကဒီကဘာကြီးကိုရှေ့မတိုးအောင်နောက်မဆုတ်အောင်သူကဖန်ဆင်းထားတဲ့အပြင်ကိုယနေ့ချိန်ထိထိန်းချုပ်ထားတယ်အဲ့ဒါကြောင့်မလို့နေ့နဲ့ည24နာရီဆိုတာ ပုံမှန်ဖြစ်နေတာနော်ဝေးနိုင်ငံတော့မှတနေကုန်အဲ့လိုနေထွက်နေတာကြတော့ောနေမွေတဲ့နိုင်ငံတွေရှိတယ်ဗျအဲ့ဒါတွေကဘုရားသခင်ကဘာဘာအတွက်သူတို့ကိုနေဝင်မခိုင်းတာတော့နောက်တစ်ချက်လည်းလုံဝလုံဝတန်တရားရှိတော့ပါအဲ့ဒါလုံဝမရှင်တော့နော်အဲ့ဒါလည်းဖြေပေးပါအဲ့ဒီပုံမှန်မဖြစ်အောင်တဘောတရားကြီးကမလုပ်ပေးနိုင်ဘူးဘုရားသခင်ကသာလေဒီကဘာကြီးကိုထိမ့်ချုပ်ပေးတဲ့အတွက် ်ခမောင်းကျွန်တော်အသက်ရှင်တယ်တင်ရောကျွန်တော်ကအသက်ရှင်တယ်ကျွန်တော်အလုံးဒီကဘာကြီးတဲ့မှာနေတဲ့လူတွေအကုန်လုံးရေရှည်အသက်ရှင်အောင်ဒီကဘာကြီးမပြတ်စီအောင်ဖရားထိန်းချုပ်ပေးထားတာကဲဟုတ်ပြီဒီစက်တော်ဝလာအဖွဲ့စည်းဒီစက်တော်ဝလာအဖွဲ့စည်းကြီးကအင်မတန်မှကြေပြောပြီးတော့မှအရက်ရှုပ်ထွေးတယ်ရည်တွဲလို့မရတဲ့ကြေတွေဂျိုတွေအများကြီးရှိတယ်အဲ့ဒါတွေတချို့အရာတွေကပြန်နေရနော်ကဘာကြီးလို့ပေါ့ဗျာသွားနေတာကဘာကြီးကနေုံလဲပတ်တယ်သူ့ကိုယ်သူလဲလဲပတ်တယ်အချိန်အတိကျဖြစ်အောင်သူသွားနေရအချိန်နည်းနည်းမှလွဲလို့မရအောင်အဲ့လိုလွဲလို့မရအောင် တဘာတရားကြီးကမထိန်းချုပ်ပေးနိုင်ဘူးတရားတော်ကထိန်းချုပ်ပေးလို့ကဘာကြီးကယနေ့ချိန်ထိရက်တည်နေတယ်အဲ့ဒါကိုလူတွေကလေမတိတဲ့အပြင်ကိုတရားကြီးဘာလို့မှမထိန်းချုပ်ပါဘူးဆိုဘာမှလို့ပြောမယ်ဆိုတော့စော်ကားတာပေါ့ဗျာအဲ့လိုစော်ကားတဲ့အတွေးခေါ်နေတဲ့တွေးခေါ်တွေးခေါ်နေတယ်ကျွန်တော်တို့ကသလားကျွန်တော်လည်းငယ်အရင်ကအဲ့လိုထင်ခဲ့တာဒါပေမဲ့ကြီးလာတဲ့အခါမှာကျွန်တော်စဉ်းစားတယ်ပညာရေးတင်တဲ့အခါမှာအော်နောက်မှတိရဒီကဘာကြီးကိုထိန်းချုပ်ထားတဲ့သူတရားရောက်ရှိပါသလားဥပမာပြောမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်မောင်းတဲ့ကားမှာတခါကျလူတွေပါတယ်ဗျာဆိုတော့ဒီကားကိုကျွန်တော်မောင်းလာတယ်မောင်းလာရင်းနဲ့ကျွန်တော် စိတ်မရှိလို့ကားပေါ်နေကိုခုံစင်းပြီးကားကြီးတန်းလွတ်ထားမယ်ဆိုဘာဖြစ်သွားမှာလဲထိတ်ချွတ်တူမရှိလို့ရှိရင်လူတွေတေကုန်မှာပေါ့ကောင်းအောင်ပါတဲ့လူတွေပေါ့ဗျာတိုက်ခိုက်ခြင်းအားဖြင့်လားဒါမှမဟုတ်ရှင်ကားကြီးတိမ်းမောက်သွားခြင်းအားဖြင့်လားတချို့သဘာဝတရားတွေကဒီလူတွေထင်းရှောက်တဲ့အရာနဲ့ဥပမာ ဥပမာပေးလို့မရဘူးဗျာเนาะလူတွေထိ ंछ ောက်တဲ့အရာနဲ့ဥပမာပေးလို့မရဘူးတဘာဝတရားဟာဘယ်သူမှမမြင်နိုင်သလိုဒီတဘာဝတရားရဲ့အဲစွန့်ရည်ဟာလည်းဘယ်လောက်ထိမြင်လဲဆိုတာဘယ်လိုမှခံမလို့မရဘူးဆိုတော့တချို့ကိစ္စလေးတွေကိုလူတွေထိ ंछ ောက်တဲ့အရာနဲ့အာနှိရှင်လို့မရဘူးเนาะဆိုတော့ဆက်ကြည့်ဒီကမှာပေါ့ကျွန်တော်ထိ ंछ ုတ်ထားတဲ့အတွက်ဒီကားကြီးကမတိုက်ခိုက်မတိမ်မောက်ဖြစ်တာလေအဲ့ဒီလိုပဲဒီကမာကြီးကလည်းတယောက်ယောက်ကမထိ ंछ ုတ်ထားဘူးဆိုလို့ရှိရင်မကင်ရွယ်ထားဘူးဆိုလို့ရှိရင် တခုနဲ့သွားတိုက်မယ်မတိုက်ရင်တော့မှနည်းနည်းလေးရွှေ့သွားမယ်ကဘာကြီးရွှေ့လို့မရဘူးနော်ရှေ့ကိုနေဘက်ကိုနည်းနည်းလေးတိုးလို့မရအောင်အနောက်ကိုနည်းနည်းလေးဆုတ်လို့မရဘူးကဘာကြီးကသူ့အချိန်နဲ့သူ့သူ့ရဲ့လေပတ်မှုနှုံးနဲ့သူသွားနေတာအဲ့ဒါကြီးကိုတယောက်ယောက်ကထိန်းချုပ်ထားတဲ့အတွက်တင်းနဲ့ကျွန်ုပ်မသိတာအဲ့တော့ဒီကမာကြီးကိုဖန်ဆင်းတဲ့ဖရာရှိသလိုထိန်းချုပ်ထားတဲ့ဖရာလည်းအဲ့ဖရာပဲဆိုတဲ့အတွက်ဟုတ်ပြီနောက်နေ့မှကျွန်တော်ဆက်ပြီးပြောရပါမယ်ဟောတချို့မိသားမိကုံတွေရှိတယ်ဘာလဲဆိုလို့ရှိရင် ဒီဒါဆိုလို့ရှိရင်တဲ့ဒီကဘာကြီးမှာငလင်းနေဘာလို့လောက်တာလဲဖះထိတ်ချုပ်တယ်ဆိုဘာလို့မထိတ်ချုပ်နိုင်တာလဲဘာလို့မုံတိုင်းနေတိုက်တာလဲဆိုတဲ့အရာတွေမေးထားတယ်မေးခွန်းတွေရှိတယ်အော်နောက်နေ့မြန်မာကျွန်တော်ဆက်ပြီးတော့ဖြေသွားပေးမယ်ခဲပြဆိုတော့အများကြီးတော့မပြောပါဘူးနည်းနည်းတန်တရားရှိကြလဲကိုနည်းနည်းဒီအဲဆရာကမင်းမလို့ပါအဲကဘာကြီးကိုကဘာကြီးတခုလုံး universe ခုလုံးကိုဒီဖះသခင်ကဖန်ဆင်းတယ်ဆိုတော့များเนาะအသက်ရှိတဲ့ဖះပေါ့เนาะဆိုတော့ကျွန်တော်တို့လည်းသူရဲ့အဖန်ဆင်းထားတဲ့အဟိုဇက်ကောင်လေးတွေပါဆိုတော့ ဒီနေရာမှာကျွန်တော်မေ့ရှင်ကတော့အဓိကကြားတဲ့အ share လေးတွေကိုပဲကျွန်တော်မေ့ရှင်ပါတယ်ဒီအခုကဒီဘုရားသခင်ကတက်ရှိထင်ရှားဘယ်တော့မှမတည်တဲ့ဘုရားလို့ပြောတယ်ဗျဆိုတော့တက်ရှိထင်ရှားရှိနေပြီဆိုရင်ဒီဒီပုံကဟာဒီဟာတွေကိုမြင်အခုဖြစ်နေတဲ့အရာတွေအားလုံးကိုမြင်နေရမယ်ကြားနိုင်ရမယ်เนาะဆိုတော့ အခုလောကကြီးမှာကျွန်တော်တို့လူတွေအချင်းဆိုင်တာတွေဖောက်ပြန်လာတယ်ဒုက္ခရဲ့မှုတွေများလာတယ်လူကိုလူရှင်ရောက်စားရလောက်အော်တီစီပေါ်ရေးတမားတွေလည်းများလာတယ်ဆိုတော့ဒီစစ်ပွေတွေကြတော့လည်းကဘာကဘာနဲ့ရှိပြီးတော့မှနေရအနှံ့ပြမှအလိုမငင်းချမ်းမှုတွေဖြစ်နေတယ်အထူးသဖြင့်တော့ဒီခရစ်တော်မွေးဖော်တဲ့ပါလက်စတိုင်းမှာပါလက်စတိုင်းနဲ့အစ္စရေလဆိုပို့ဆိုတာပေါ့အဲဂါဇာနဲ့အစ္စရေလဆိုပို့ဆိုတာပေါ့နော်ဆိုတော့ဒီနေရာခရစ်တော်မွေးတဲ့နေရာကိုတောင်းငင်းချမ်းအောင်ပါလို့မလုပ်ပြနေတာလည်း ်ဘုရားသခင်ကဒီအတက်ရှိထင်ရှားရှိတဲ့ဆိုရင်ဒီဟာတွေပေါ်မမြင်ဘူးလားတမန်တော်တွေကမရှိတော့ဘူးလားအရင်တုန်းကပဲတမန်တော်တွေကအာဟောတုန်းကပဲရှိရလားအခုကတမန်တော်တွေမရှိတော့ဘူးလားအာစဉ်းစားကြလေးတဲ့ပါတချို့သဘာဝတရားတွေကိုကြာတော့ဒီလောလောဆယ်အခုငါတို့ဖန်တီးထားတဲ့ဟာနဲ့အနှိမ့်ရှင်လို့မရပါဘူးเนาะဆိုတော့ကဘာကြီးကိုဖန်ဆင်းတယ်လည်းပြောတယ်တက်ရှိထင်ရှားရှိနေတယ်လည်းပြောတယ်ဒါမဲ့ဒီဟာတွေကိုဘာမှမကာကွယ်ပေးနိုင်တာကဘာကြောင့်လဲ ကျွန်တော်တို့အခုစီးပွားရေးလောကမှာဗျာတက်ကနိုလော်ဂျီပိုင်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့ဖုန်းတယ် iPhone တယ်အဲဒါ Xiaomi တို့ Redmi တို့ဘာညာထောက်ကြတယ်ဒီနေ့တဲ့ဒီနေ့တို့ကဒီဘရှင်းတဲ့နောက်ဘရှင်းဟာပိုကောင်းအောင်လူတွေရဲ့အသုံးပြုတဲ့အချိန်မှာပို့ပြီးတော့ perfect 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 ဖြစ်အောင်ပဲတို့ကအာ upgrade upgrade လုပ်သွားကြတယ်ဗျာဖျားသခင်ကဒီလူတွေရဲ့ကျင့်ကြံရေးတဆောက်ရုံလာတဲ့ဟာဟာလားကိုချင်းတရားတွေဖောက်ပြန်လာတဲ့ဟာတွေစစ်ပွေးဖြစ်နေတာတဲ့ဟာတွေ ို့ယူရိုမှာဆိုရင်မွတ်စလင်တွေကြီးစုဖို့လုပ်နေတဲ့ဟာတွေကိုဘာကြောင့်ဘာကြောင့်သူကမတားမြစ်ကြတယ်ဘာကြောင့် upgrade မလုပ်တာလဲဘာကြောင့်မလုပ်နေတာလဲသူကအသက်ရှိထင်ရှားရှိနေတယ်လို့ပြောတယ်ဗျဘာကြောင့်မလုပ်တာလဲခင်ဗျားတို့စဉ်းစားပါကိုဖန်တီးလိုက်တဲ့အရာတစ်ခုကိုဒါပျက်စီးပျက်စီးလာပြီဒါဟောင်းနှွှဲလာပြီဆိုရင်ဒါပြုတ်ပြင်းပြုတ်ပြင်းရမယ် မပြုတ်ပြင်းမနဲ့လှင်ပြင်းလှင်ပြင်းနှစ်လမ်းပဲရှိတယ်ဗျတကယ်တော့လူသားရဲ့ကောင်းကျိုးတွေကိုတကယ်လိုလားလို့ဖန်တီးခဲ့တဲ့ဆိုရင်ဒီလူသားမျိုးတွေရဲ့ပျက်စီးရာပျက်စီးရောက်ဖြစ်နေတဲ့အရာတွေကိုမြင်ရင်တတောက်ကိုတားမြစ်နေရမယ်စဉ်းစားပါနော်အစရောကဘာကြီးတကူလုံးကိုလည်းထင်းချောက်ထားတယ်နေကိုလည်းထင်းချောက်ထားတယ်ဆိုတော့ဒီတက်ချီထင်းရှားရှိနေတဲ့ဖခင်ကအခုဖြစ်ပြနေတဲ့လူသားတွေတက်ရှိတတော်ရဲ့ဖြစ်ရတဲ့ကိုဘာလို့မထင်းချောက်နိုင်တာလဲ တပါးကြီးကိုဖန်ဆင်းပြီးတော့မှပြီးပြီးရောလားဗျစဉ်းစားဖို့လိုပါတယ်ခင်ဗျားတို့မှာကြတော့ဒီလောကနေမှာလည်းမရှိဘူးတဘာဝတရားလည်းခင်ဗျားတို့အာ30ရာမလိုဘူးအကုန်လုံးကိုဒီဘုရားသခင်တက်ရှိထင်ရှားရှိတယ်ဆိုရင်ဘုရားသခင်ကခင်ဗျားတို့ကိုအကုန်လုံးကိုပြည့်စုံအောင်အာဖန်တီးပေးထားတယ်ဆိုတော့မပြည့်စုံပင်တဲ့ဒုက္ခရောက်ပြီးမှအာတိုက်ပိုက်နေတဲ့လူတွေလည်းအများကြီးပါဒါဘာရောက်လဲကုသအကုသနဲ့မဆိုင်တာလားဘာဘာဖြစ်တာလဲ ဆိုတော့တော်တော်စဉ်းစားစရာရှိပါတယ်ခင်ဗျားတို့ရဲ့ဒီဒီယုံကြည်မှုကတော်တော်ကြီးနဲ့အဲကျွန်တော်တို့အာဒါစိတ်ကူးရည်ဆန်တယ်တော့ကျွန်တော်ကတော့အမြင်တယ်ဗျဆိုတော့ကျွန်တော်အဓိကဆိုလို့ရှိရင်ကတော့အာကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုခင်ဗျားတစ်ချက်တော့ဖြစ်ပေးပါဘာကြောင့်ဒီအသက်ရှိထင်ရှားရှိပါလျက်နဲ့လောကကြီးမှာအခုဖြစ်ပျက်နေတဲ့ဥစ္စာတွေကိုဘာကြောင့် upgrade မလုပ်တာလဲ အာပြရတော့မယ်ဆိုတဲ့ဟာတိရသနဲ့ဘာကြောင့်အမျက်ခွေပြူပြီးတော့အဲ့လိုလက်ပဲပြီးကြီးနေတာလဲဆိုတဲ့ channel တွေနောက်တစ်ချက်ကတော့ဒီပြူရောမှာလဲတချို့ဒီတချို့နိုင်ငံတွေမှာမွတ်စလင်တွေစိုးမဖို့လုပ်နေတော့เนาะအာယူရိုဘိုင်းယူရိုကဒီလူတွေတော်တော်ကြီးကောင်းချောင်းနေကြပါတယ်ဒါတွေကဘာကြောင့်အာတက်ရှိထင်ရှားရှိပါလဲဆိုတဲ့ဖျားသခင်ကဘာကြောင့်ကာကွယ်မပေးတာလဲဘာကြောင့် upgrade လူသားမျိုးတွေတွေဒီဒုက္ခရောက်နေကြတဲ့ အကျဉ်းစားရတဲ့ဖောက်ပြန်နေရတဲ့အစ်စ်ပွေးတွေနိုင်ငံတိုင်းလုံးလုံးမှာဖြစ်နေကြတဲ့ဒါတွေကိုအဘာကြောင့်ဖျားသခင်ကအဲ့လိုလက်ပိတ်ကြည့်နေတာလဲဆိုတော့ဒီဟာတွေကိုဖျားသခင်တက်ရှိထင်ရှားရှိနေတယ်ဆိုရင်အဒါမြင်နိုင်ကြားနိုင်မယ်မြင်နိုင်ကြားနိုင်တဲ့ပုံကဖြစ်တဲ့အတွက်ကြောင့်ဒီဟာကိုဘာလို့ဘာလို့ With the deafness in the ear over here. Yeah, Come here. Whoa, whoa. <laughs> <laughs> come here. <laughs> here. stand right here. ဒီမှာရင်ရပါ။ <laughs> This ear is deaf? Nah, yeah, yeah, Yes, right here. I pointed to the ear. ကျွန်တော်သူ့နားကိုထိုးတဲ့အခါမှာသူ့နားတဲ့ဘက်ကိုပဲကျွန်တော်တန်းထိုးတာဖြစ်တယ် Because the Lord told me this is definitely ဖယားကငါကျွန်တော်ကိုမြင်စေတယ်ဒီဘက်အချမ်းလိုမြင်ခိုင်းလို့ဖြစ်တယ် Even before we started the service ကျွန်တော်တို့ service မစခင်တည်းက God told me there was one person with a deaf ear this side ဖယားကငါကျွန်တော်ကိုပြောပြီးသားဖြစ်တယ် service မစခင်တည်းကညာဘက်နားပင်းနေတဲ့လူရှိတယ်လို့ဖယားကပြောတယ် I believe he'll open this ear သင်ကဖယားကဖွင့်ပေးမှာဖြစ်တယ် As a sign of his goodness ဖယားကကောင်းမြတ်ခြင်းကိုသင်ကိုပြမှာဖြစ် As a sign of his love ဖယားရဲ့ဘုန်းတော်ကိုသင်ကိုပြမှာဖြစ် Because he's a good God ဖယားကကောင်းမြတ်တဲ့ဖယားဖြစ်တယ် Yeah, so Lord, we thank you, God. Jesus right now we command me me in the name of Jesus, na manai. deaf and dumb spirit, na, na release right now. <laughs> How's that? John. He can hear it. John, whoa! Uh -huh. Hallelujah!